မင်္ဂလာပါရှင်မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တောင်ခမ်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေနဲ့တမိုင်းဝင်တိုက်ပွဲဖြစ်ချီကျူးပြောဆိုခံနေကြပါတယ်ဒီတောင်ခမ်းတိုက်ပွဲမှာစစ်တီတွေကိုအောင်ပွဲရယူနိုင်အောင်စွန့်လွတ်စွန့်စားစိတ်အပြင်နဲ့ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူညီပေးခဲ့သူတအုပ်အကြောင်းကိုရုပ်သံဖိုင်ထဲမှာပြောပြပေးသမှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မောသားမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင် ပြည်သက်ကြီးရဲ့တောင်ခမ်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေနဲ့လူဆဲဝင်စားမှုအများဆုံးနဲ့နာဆတ်ကတပ်ဖွဲ့ဝင်တွေရလက်ကောင်းတွေအများဆုံးရယူနိုင်တဲ့တိုက်ပွဲတစ်ပွဲဖြစ်ခဲ့ကလက်ရှိချိန်မှာတိုက်ပွဲအတွင်းပူပေါင်းပါဝင်ခဲ့တဲ့စစ်တီတွေဟာမိခင်တရင်ကိုအောင်ပွဲနဲ့တူပြန်လာခဲ့ပြီဖြစ်ပါတယ်။တောင်ကန်ဟာမန္တလေးတိုင်းပြည်ဦးလေးနဲ့55မိုင်ကအကွာမှာရှိနေရ။တံမြို့ပြည်ဦးလေးအတွင်းမဟာပြူဟာအရအရေးပါရင်အင်အားတစ်ခုလည်းဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုထိတ်ဆက်ထားတဲ့အထူးကနေရာဖြစ်ပါတယ်။တရနယ်လေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိယ2024ဩဂုတ်လဇယနေ့တဲကတောင်ခမ်းကိုသိမ်းယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်မျော်လင့်သလောက်ရလက်မကောင်းပဲဓာတ်တွေအကြိမ်ကြိမ်ပြန်လည်ကြကာအရှုံးနဲ့သာရင်ဆိုင်ကြရပါတယ်။အဲဒီတောင်ခမ်းတိုက်ပွဲမှာတအောင်းတရနယ်လေအဖွဲ့နဲ့အတူဓာနု DBN လေလက်နက်ကိုင်အဖွဲ့ကျောက်ဆယ် PDF အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ခံရှိနာဇကတပ်တွေဟာအကောင်းဆုံးပုံစံမျိုးနဲ့အတွဲညီစွာအစွမ်းပြနေရမလ6ရက်နေ့မှာတောင်ခမ်းရဲ့အတိတ်ကအရေးပါတဲ့ခေါင်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့ရလက်ရှိအချိန်မှာတောင်ခမ်းဟာ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေမျိုးဖြစ်လာခဲ့ပါတယ်တကယ်တော့တောင်ခမ်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေတဲမှာအထင်အကျဆုံးတိုက်ပွဲတစ်ခုဖြစ်နေပြီးနာဇကတပ်တွေအကောင်းဆုံးအစွမ်းပြနေတဲ့တိုက်ပွဲလေးဖြစ်ပါတယ် ကြောက်ကန်းတိုက်ပွဲမှာအမတ်၉၀၂အမြောက်စခန်းကိုကဲမှုဌာနချုပ်အမြောက်တရင်354အမြောက်တရင်၄၀၆အမြောက်တရင်206တွေအပြင်တပ်မ55တပ်မ71ရဲ့လက်အောက်ခံတရင်တွေချီလင်းချီပြန်တရင်တပ်ဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ဖြစ်ပါတယ် DNL ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့ရိယာ2024ဩဂုတ်လ10ရက်နေ့တဲကကြောက်ကန်းကိုတင်ယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီးမြေ တောင်ခန့်ရှိနာဆာကရဲ့အမြောက်တပ်တွေခြေလင်းခြေမြန်တရင်တွေဒရုန်းတပ်ဖွဲ့တွေနဲ့လေတပ်တွေဟာစိတ်တက်မှကြောကြန့်ခိုင်မှုနဲ့အတူလက်တွဲညီစွာနဲ့အကောင်ဆုံးအစွမ်းပြတိုက်ခိုက်နိုင်ကြရလေဖြစ်ပါတယ်။တောင်ခန့်စစ်သည်တွေက2024ခုနှစ်အော်ဂိုလာ10ရက်နေ့က2025ခုနှစ်မလ6ရက်နေ့အထိ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲကြီးတိုက်ပွဲငယ်ယာနေချီတိုက်ခိုက်ခဲ့ရပေမယ့်အနိုင်မခံအရှုံးမပေးတဲ့စိတ်တက်အပြင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့အတွက် တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုစစ်ဦးတိုးအောင်အစွမ်းပြခဲ့ရလေးဖြစ်ပါတယ်။တောင်ခန့်ရှိနာဆာကစစ်တီဝီဟာတရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စစ်ဦးကိုလိုက်ချိုးနိုင်ခဲ့ပြီးနောက်ဖေဖော်ဝါရီလနဲ့မလအတွင်းမှာပဲကမ်ဘောဇာကုန်း၊နာရှူရွာ၊ရွှေစံဘောကုန်း၊မန်မော၊ဆယ်တောင်ပြည့်ကုန်းတွေတောင်ရှိစီ၊လုံကာဖုန်ကြီးကျောင်းတွေ၊လုံကာစာတင်ကျောင်းတွေရွှေရောင်ပြန်ကုန်း၊ငွေရောင်ပြန်ကုန်းတွေအပါအဝင်တောင်ခန့်ဝန်ကျင်ရှိတရနယ်လေးထင်းချုပ်ထားတဲ့စခန်းတွေကိုပြန်လည်တင်ယူပြီးတော့ နောင်ကျော်မြို့ကိုတံပြန်တိုက်စစ်ဦးတည်ခွင့်ရှိနေပါတယ်။တောင်ခဲတိုက်ပွဲကိုအရှင်ခေကွမ်လုံရက်၄၀တိုက်ပွဲလိုမျိုးခန်းနာရရင်နဲ့တမိုင်းဝင်တိုက်ပွဲကြီးဖြစ်တင်စားနေကြသလိုတောင်ခဲတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်သည်အလုံးဟာသူရဲကောင်းတွေဖြစ်ချီးကျူးပြောဆိုတာပဲလည်းရှိနေပါတယ်။ခန်းနာရဲ့တောင်ခဲတိုက်ပွဲမှာနာဆာကတပ်တွေအောင်ပွဲတွေရယူနိုင်ဖို့ပံ့ပိုးကူညီပေးခဲ့သူတွေတဲမှာကိုခိုင်စော်လည်းပါဝင်ခဲ့ပါတယ်။ကိုခိုင်စော်ဟာအသက်အန္တရာယ်ချင်းချောက်ခံရမှုတွေ ဆိန်ခေါ်မှုတွေအခက်အခဲတွေရှင်းဆိုင်ကြရပေမယ့်တောင်ကန်စစ်မြေပြင်အထိကိုရိုင်းသွားရောက်ကူညီပေးခဲ့သူဖြစ်ပါတယ်။ကိုခိုင်စောဟာတောင်ကန်မှာတိုက်ပွဲဝင်နေတဲ့နာဆက်ကစစ်သည်အတွင်းစာနယ်ရှိခါရီအပါဝင်လိုအပ်တဲ့ပစ္စည်းတွေကိုကိုရိုင်းပံ့ပိုးပေးခဲ့တယ်လို့တမ်မတော်ကိုအားပေးထောက်ခံသူတွေပံ့ပိုးပေးမှုတွေကိုအခက်အခဲများစွာကြောဖြတ်ပြီးတောင်ကန်စစ်မြေပြင်တည်သွားရောက်ကူညီပေးခဲ့သူဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေခြင်းအတွင်းတောင်ကန်စစ်သည်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုစစ်မြေပြင်အထည်ရောက်ရှိအောင် ကိုရိုင်းပို့ဆောင်ပေးဖို့ဆိုတော့လန်ခီမှာအခက်အခဲတွေရှင်းဆိုင်ကြော်ဖြဲရမှလည်းဖြစ်ပါတယ်။ကိုကိုင်းစောဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေနဲ့စစ်မြေပြင်အထိတွားရောက်ပေးခဲ့သူတွေတဲမှာပထမဆုံးဖြစ်ပွဲရှိနေပါတယ်။ကိုကိုင်းစောကိုအချိန်မရွေးအသက်အန္တရာယ်ရှိနိုင်တဲ့တောင်ကန်းရှည်တန်းစစ်မြေပြင်အထိဘာကြောင့်ကိုရိုင်းကိုကြတွားရောက်ကူညီပေးခဲ့တယ်လဲဆိုတာကိုစက်တယ်မေးမြန်းချိန်မှာတော့အခုလိုမျိုးဖြစ်ဆိုခဲ့ပါတယ်။ ကိုခိုင်စောက ရာမခကြသွားတဲ့အချိန်မှာကျွန်တော်တော်တော်ရှော့ရသွားတယ်။အဲဒီအချိန်တုန်းကရာမခကြီးကြတာကြသွားခဲ့တာဘလို့ကြသွားမှန်းကျွန်တော်တို့မသိလိုက်ဘူး။ဘာကြောင့်လဲဘလို့အတိုက်ခံရတာလဲရန်သူချင်းကပ်ပုံကြီးစူးဖွဲ့ပုံကြီးဘာတခုဆိုဘာတခုမှမသိရတဲ့အပြင်တည်င်းဆိုပြီးရင်းနေရဲ့အကောင့်တွေကလည်းလိုက်မြများရရင်ပြီးရောဆိုပြီးအဖွာလွန်အလော်လွန်တည်င်းတွေဘလို့ပြန်နေရင်းနဲ့ရာမခကြသွားခဲ့ရပဲအဲဒီအချိန်မှာကျွန်တော်စဉ်းစားမိသွားတခုပဲရှိရဲ့ တမ်းမတော်ဘဲကထောက်ခံသူတွေဒါမီကိုမပြိုကွဲစေခြင်းသူတွေဟာဒီမဟုတ်တဲ့သတင်းတွေနားထောင်ရင်ဖတ်နေရင်နဲ့စိတ်တက်အင်အားတွေချိနဲ့ပြိုလဲတော့တော့မယ်ဗျဒီလူတွေပြိုလဲလို့မရဘူးဒီလူတွေပြိုလဲပြီဆိုရနဲ့ရှေ့မှာတကယ်တိုက်နေရတဲ့တမ်းမတော်သားတွေပါလိုက်ပြီးပြိုလဲမှာဒီအတွက်သတင်းမှန်ကိုအတတ်နိုင်ဆုံးချပြဖို့လိုလာပြီသတင်းအမှားတွေကိုဟန်တောက်ဖို့လိုလာပြီဆိုပြီးကျွန်တော်ရှေ့ကိုထွက်ခဲ့တာပါပထမအုံဆုံးနေနဲ့ရန်သူကနောင်ချူကိုတင်ပြီး ုံမတိဘက်ကိုလာတိုက်တဲ့အချိန်မှာပြုံးလေမျိုးကြတော့မယ်မြို့သူမြို့သားတွေထွက်ပြေးကုန်ပြီဆိုပြီးတနိုင်ငံလုံးကလူတွေကောလာဟလပြောနေကြမှာပြုံးလေမြို့သူမြို့သားတွေတည်ငြိမ်မှုရှိအောင်ကိုတိထားတဲ့စီရီတဲ့င်းတွေအချိန်နှိမ်တွေကိုမြို့သူမြို့သားတွေကိုရှယ်ယာရင်းလုပ်ပေးရဲအရိကနေတဆင်ပြုံးလင်ကိုကာကွယ်နေတဲ့အုံမတိဘက်ကစစ်တီဝီစီစားကြရိတ်ခါတံပေါက်စားတာတွေသွားလုပ်ပေးတယ်အဲ့နောက်တောင်ကန်အတိုက်ခံရတယ် တောက်ခန်းအတိုက်ခံတဲ့အချိန်မှာပြည်ဦးနဲ့ထောက်ပို့တပ်ကဖိုးကြီးနိုင်မိုးစင်ကြီးလေးကဖုံးဆက်ပြီးတော့အကိုကြီးတောက်ခန်းတက်လေအကိုကြီးနဲ့တလောက်ကူပေါင်းဆိုပြီးအကြံပြုလို့အားရပါလာပြီလူကိုယ်တိုင်ပါရောက်သွားရတာပဲဆိုပြီးတော့ဖြေဆိုခဲ့ပါတယ်အကိုကြီးဘရဲ့ပစ္စည်းတွေကိုတောက်ခန်းစစ်မြေပြင်အထိကိုယ်တိုင်ကိုကြောက်ဘာကြောင့်တော့ရောက်ကူညီပေးခဲ့ရတယ်လဲဆိုတဲ့အချက်ကိုစက်တက်မေးမြန်းချိန်မှာတော့ကိုခိုင်စောကဒီမှာခမားတို့နေမေးစရာရှိရယ်ပစ္စည်းကြီးပဲပို့ပေးလို့ရနေရပါပဲ လူလိုက်သွားကြလို့လို့လာပေါ့သူများတတော်မသိဘူးကျွန်တော်အတွက်တော့လိုတယ်ဗျနံပါတ်၁ကလူကိုယ်တိုင်ကျွန်တော်သွားရင်ဘိုးဘက်မှာအသက်ပေးပြီးတိုက်နေတဲ့ကလေးတွေအနှိမ့်ငယ်တော့စိတ်ခွန်ရစေမယ်နံပါတ်၂ကကျွန်တော်နဲ့အတူလှူတဲ့သူတွေအလူငွေထက်တဲ့သူတွေမလူပေမဲ့လည်းမူရီတာပွားနေတဲ့သူတွေအတွက် motivation ကောင်းစေမယ်နံပါတ်၃ကရန်သူရောရန်သူအားပေးတွေရော စိတ်တရားထိရှာစေရယ်နံပါတ်၄ကမင်းတို့ဖြစ်စီချင်နေတယ်လို့ငါတို့တက်မလို့ဟာအထီးကျန်မနေဘူးလို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။ကိုခိုင်စောဟာ NASA ကတပ်ဖွဲ့ဝင်တွေကိုပံ့ပိုးကူညီပေးခဲ့မှုနဲ့ပတ်သက်ပြီးတော့ PDF အဖွဲ့ရိတိုင်းဒါလနဲ့ကအဖွဲ့တချို့ရဲ့ပြစ်မှတ်ထားလောက်ကျန်တက်ဖြတ်ဖို့အမည်စရင်ထက်သွင်းခံရရသူဖြစ်တယ်လို့သိရပါတယ်။ကိုခိုင်စောကတောင်ကန်းကိုတော်တော်မတော်တော်ကိုခိုင်စောဆိုတာနဲ့တပတ်အုပ်စုက special ဘင်းကြမှာပဲ။သခိုင်းရွှေဘဝက်လက်ဘက်ကတချို့ဂိတ်တွေဆိုရင်ကျွန်တော်ပုံကိုဂိတ်မှာ print ထုတ်ထားပြီး ခိုင်စော်ကိုအရှင်မလိုဘူးဆိုတာတွေဖြစ်ခဲ့တယ်လေအဲ့လိုနေထားကနေတောင်ခမ်းလိုနေရမှာမမမမက်ရက်တည်လိုက်တော့ပို့ဆိုးတာပေါ့ပထမကြိမ်တောင်ခမ်းကပြန်ရောက်လာတာနှစ်ရက်ပဲရှိသေးရဲ့အမိမသိရဲ့လူတောက်ကပေးပို့သူအမိမပါတဲ့ပါဆယ်တစ်ခုကိုလာပို့တယ်ပို့တာမှအတင်းကိုလာပို့တာနော်ပြီးတော့ပါဆယ်လာမရွေးလို့ဆိုပြီးဝိုင်းစိတ်ဆိုကြဖုန်းနေဆက်ကြရန်ထောင်ကြလောက်ကြသေးရသက်ဆိုင်ရာကိုပဲတည်င်းပို့လိုက်တယ်တောင်ခမ်းကိုရောက်တော့ကအသက်အနည်းကျုံခဲ့ရလားဆိုတော့ အဲ့ဒီချိန်ကတောင်ခဲရဲ့နေရာတိုင်းနေရာတိုင်းဟာအသက်အန္တရာယ်ရှိနေတဲ့အချိန်တိုက်ပွဲတွင်ဟိုဘက်ဒီဘက်ပြစ်ကြခတ်ကြတဲ့အထက်လေးရောက်ခဲ့ပူပါရယ်ဆိုပြီးတော့ပြောပါတယ်တောင်ခံကိုကိုခိုင်စောတွားရောက်ကူညီပေးခြင်းတွင်နာဆာကောက်ကိုစန့်ကျင်ကစီတီအမ်လောက်ခဲ့သူဇေယောအမည်ရှိတဲ့အကောင့်တစ်ခုကကိုခိုင်စောကိုရည်ရွယ်ချက်ရှိရှိနဲ့ဘာသာဖြန့်ချီတိုက်ခိုက်တာတွေရှိခဲ့ပေမဲ့အောင်မြင်စွာကြော်ပြနိုင်ခဲ့ပါတယ်ကိုခိုင်စောကဇေယောကကျွန်တော်ယူသွားတဲ့အစားအစာတွေကြောင့် တောက်ကန်းစစ်တီဝီအစအစိတ်သက်နဲ့ဘာညာဆိုပြီးပြောခဲ့တာရှိရယ်။ဒါကျွန်တော်လှုပ်ဆောင်ချက်ဟာရန်သူတွေအတော်ကတိကောက်ဖြစ်သွားစေခဲ့လို့တောက်ကန်းစစ်တီဝီရဲ့မိသားစုတွေတက်မတော်ကိုထောက်ခံအားပေးသူတွေအားလျှော့ဆေးပြောင်းလုပ်လိုက်တာပဲ။နောက်ဆုံးတော့တောက်ကန်းစစ်တီဝီအစအစိတ်မသိမ့်ပဲဒီကောင်သာပဲအစိတ်သိမ့်သွားတာ။ခိုင်စောကခိုင်စောပါပဲ။တောက်ကန်းကလည်းတောက်ကန်းပါပဲဆိုပြီးတော့ပြောပါတယ်။ဘလို့ပြေဆုံးနေစေကမူကိုခိုင်စောဟာအသက်အငယ်ရှင်ကြီးရဲ့ကြာကနေ တမရော်သားတွေကိုစွန့်လွတ်စွန့်စားစေအပြင်နဲ့စစ်မြေပြင် အထိတွားရောက်ကူညီပေးခဲ့တဲ့သူ့ရဲ့လောက်ရက်တွေကတော့ခြေကျွေးကုန်စရာကောင်းစေပါရဲ့ရှင်